မင်္ဂလာပါခင်ဗျရန်ကုန်ခေတ်ကနေဒီကနေ့နေ့လည်ကင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်ရှမ်းပြည်နယ်ကလရှိုးနယ်ကြောက်မဲဘက်ကိုအကြမ်းဖက်စစ်ကောင်စီကစစ်အင်အားတွေအကြီးအကျယ်ဖြည့်တင်းနေပြီးလက်နက်ခဲယမ်းတွေတောက်လျှောက်ပို့နေတယ်ဆိုပါတယ်ကချင်ပြည်နယ်မိုးမောင်းနယ်ဝိုင်းမော်မြို့နယ်ကအကြမ်းဖက်စစ်ကောင်စီတပ်စခန်း12ခုကို GIA PDF ပူးပေါင်းတပ်တွေကတချိန်နဲ့တပြိုင်နဲ့ဝင်တိုက်နေပြီး GIA ရဲ့ထိုးစစ်တွေတရဝင်းစတင်နေပြီဆိုတဲ့သတင်းပါဝင်ဒီနေ့နေ့လည်ကင်းသတင်းတွေကိုတင်ဆက်ပေးပါမယ် ခုပြမဆုံးတင်ဆက်ပေးခြင်းတရင်ကတော့ရှမ်းပြည်နယ်ကလာရှုံနဲ့ကြောက်မဲဘက်ကိုအကြမ်းဖက်စစ်ကောင်စီကစစ်အင်အားတွေအကြီးအကျယ်ဖြည့်တင်းနေပြီးလက်နက် KN တွေတောက်လျှောက်ပို့နေတယ်လို့စစ်ကောင်စီရဲ့အရှိန်မြောက်တိုင်းစစ်ဌာနချုပ်တရင်ရင့်မြစ်ကရန်ကုန်ခေတ္တကိုပြောပါတယ်အကြမ်းဖက်စစ်ကောင်စီကဖေဖော်ဝါရီလဆန်းမန်ကစပြီးလက်ရှိအချိန်အထိသူတို့ရဲ့အရှိန်မြောက်တိုင်းစစ်ဌာနချုပ်တရှိရာလာရှုံမြို့ကို စစ်မှုတန်းဟောင်းတွေနဲ့ပြည်သူစစ်အမေရိကန်စစ်ကူတပ်ဖွဲ့တွေကိုအင်အားအလုံးရင်းနဲ့လာရှိုးရမခတိုင်းစစ်ဌာနချုပ်ထဲကိုခေါ်ယူထားတယ်ဆိုပါလေလက်ရှိအင်အားဖြစ်တင်းနေတာဟာထောင်နဲ့ချီရှိနေပြီးလေချောင်းကနေအဓိကအသေးအပိုလုံနေတယ်လို့လက်နက်ခဲယမ်းတွေလည်းအလုံးရင်းပို့ထားပြီးလာရှိုးမှာစစ်ရေးပြင်ဆင်မှုတွေအကြီးအကျယ်လုပ်နေတယ်လို့စစ်ကောင်စီရဲ့အရှိန်အမြောက်တိုင်းစစ်ဌာနချုပ်သတင်းရင်းမြစ်ကပြောထားပါတယ်အလားတူကြောင်မဲမျိုးနဲ့ပတ်ဝန်းကျင်ကဂျေးရွာတွေဘက်ကလည်း စစ်ကောင်စီကသူ့ရဲ့တပ်တွေကိုဇက်တိုက်ပို့နေပြီးမတ်လ6ရက်နေ့ဖြစ်တဲ့မနေ့ကပဲတွဲကားတွေနဲ့စစ်သားတွေတင်ပြီးတော့ကြောင်မဲဘက်ကိုအင်အားဖြည့်နေသလိုအဲ့ဒီတပ်တွေကိုကြောင်မဲမုတ်ဦးအဝင်းဝကနေစပြီးခြေလျင်နဲ့ရက်ကွက်တွေရွာတွေဘက်ကိုဖြန့်ကျက်နေပြီမဲ့တကယ်ကဂုတ်တွင်းအထက်နောင်ပိန်ကနေကြောင်မဲစခန်းသာရွာအထိ SSPP နဲ့အခြားတော်လန်ရေးတပ်တွေလည်းအပြစ်ရှိနေတာကိုစစ်တပ်ကနေတိုင်းစစ်သားတွေပို့ပြီးတပ်တွေဖြန့်ကျက်နေတာကြောင့်တိတ်မကြခင် စစ်တပ်ဘက်ကစပြီးတိုက်မဲ့ပုံစံမျိုးလိုစစ်အင်အားတွေဖြစ်နေတဲ့သဘောပဲလို့ကြောင်မဲမျိုးနယ်မှာရှိတဲ့စစ်ရေးလေလာစောင့်ကြည့်သူတရင်ရင်မြစ်ကရှင်းပြထားပါတယ်။အကြမ်းဖက်စစ်ကောင်စီတပ်ကမြောက်ပိုင်းညောင်မဟာမိတ်၃ဘက်သိမ်းပိုက်ထားတဲ့ရှမ်းမြောက်ကမြို့နယ်၃ခုကိုမတ်လ၄ရက်နေ့ကပဲစစ်အုပ်ချုပ်ရေးကြီးညာလိုက်တယ်လို့ဒါကိုမြောက်ပိုင်းမဟာမိတ်၃ဘက်ကလည်းစစ်ကောင်စီဘက်ကအဲ့ဒီလိုကြီးညာချက်ဟာဟိုင်းငင်းသဘောတူညီချက်ကိုလိုက်နာဖို့ခက်ခဲနိုင်ပြီးဒါဟာပြည်သူတွေကိုချင်းချောက်တာဖြစ်တယ်လို့လည်းပြန်လည်ကြီးညာချက်ထုတ်ပြန်ခဲ့ပါတယ်ခင်ဗျ။ တစ်ဖက်မှာတော့ကချင်ပြည်နယ်မိုးမောက်နယ်ဝိုင်းမော်မြို့နယ်ကအကြမ်းဖက်စစ်ကောင်စီတပ်စခန်း၁၂ခုကို KIAPDF ပူးပေါင်းတပ်တွေကတချိန်နဲ့တပြိုင်နဲ့ဝင်တိုက်နေပြီး KIA ရဲ့ထိုးစစ်တွေတရဝင်းစတင်နေပြီလို့ KIA သတင်းရင်းမြစ်ကရန်ကုန်ခေတ်တက်ကိုပြောပါတယ်ဒီကနေ့မတ်လ9ရက်နေ့မနက်6နာရီကစပြီးကချင်ပြည်နယ်မိုးမောက်နယ်ဝိုင်းမော်မြို့နယ်တွေကစစ်တပ်စခန်း၁၂ခုကို KIAPDF ပူးပေါင်းတပ်တွေကတချိန်နဲ့တပြိုင်နဲ့ဝင်တိုက်နေပြီဆိုပါတယ်အခုလို့ ဂိုင်ဥဆောင်တဲ့တော်လိုင်းမဟာမိတ်တပ်တွေတပြိုင်တည်းဝင်တိုက်နေတဲ့စစ်တပ်စခန်း12ခုထဲမှာလိုင်ဇာနီမှာရှိတဲ့ရွှေညောင်မင်းခတ်လိုက်ရ3.1ရှဒန်ဘာအင်တက်ဘွန်နဲ့အင်လုံခတ်တပ်စခန်းတွေပါပါတယ်လို့သိရပါတယ်လက်ရှိမှာတော့လိုင်ဇာနီကတပ်စခန်းတစ်ခုကိုတင်းစီရရှိထားပြီးဆိုတဲ့ရှေ့ဒန်းကတည်င်းချိုးလဲရောက်နေတယ်လို့လက်ရှိအချိန်မှာတိုက်ပွဲတွေတော်တော်ပြင်းထန်နေပြီးစစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုလည်းအရှင်ဖမ်းမိထားတာတွေ့ပါရှိနေတယ်လို့ KIA သတင်းရင်းမြစ်ကပြောထားပါတယ်။တစ်ဖက်မှာလည်း လိုက်စာနီကစခန်းတွေအကုန်လုံးကို KNA နဲ့မဟာမိတ်တပ်တွေကသိမ်းပိုက်နေပြီဘွန်ရီဘွန်ခရဘွန်ဖွန်ဘန်ဘွန်တပ်စခန်းတွေအပြင်လိုက်စာကိုလက်နက်ကြီးနဲ့ပစ်တဲ့စစ်တပ်တောင်ကုန်းစခန်းတွေကိုပါ တောက်လျှောက်ထိုးစစ်ဆင်တိုက်ခိုက်သိမ်းပိုက်နေပြီလို့ KNA သတင်းရင်းမြစ်ကပြောထားပါတယ်ခင်ဗျာတဖက်မှာတော့အကျန်းဖတ်စစ်ကောင်းဆောင်မင်းအောင်လိုင်းကိုတိုင်ရေရရာချေထီတော်တင်ဖို့ပြင်နေတဲ့ဘကိုးကျက်ပညာရဇေဒီညန်းစင်နေတဲ့အချိန် အလုသမားတူပြုတ်ကြပြီးသေသွားတယ်လို့ဘကိုးတိုင်းစစ်ကောင်စီနဲ့နှိစက်တဲ့သတင်းရင်းမြစ်ကပြောပါတယ်လက်ရှိဘကိုးတက္ကသိုလ်အနီးကတမိုင်းဝင်စိတ်ပညာရဇေဒီထီတော်တင်ဖို့ဆိုပြီးစစ်အင်ဂျင်နီယာတရင်ကနေပြင်ဆင်တာတွေလုပ်နေသလိုအဲ့ဒီမှာမင်းအွန်လိုင်းကိုတိုင်းလာပြီးထီတင်မှာဖြစ်တယ်လို့လည်းဆိုပါတယ်ဒါပေမဲ့အကြံဖတ်မင်းအွန်လိုင်းကတော့ရက်ချင်းခဏခဏပေးနေပြီးလာရောက်နိုင်ခြင်းမရှိသေးတဲ့အပြင်အဲ့ဒီကိုမင်းအွန်လိုင်းလာရင်နားရမယ့်အဆောင်တွေ လုံခြုံရေးအစီအမံတွေကိုဘကိုးတိုင်းစစ်ကောင်စီအုပ်ချုပ်ရေးအဖွဲ့နဲ့စစ်တပ်ကကြိုတင်စီစဉ်ထားပြီးဇေဒီထိတော်တင်ဖို့ကိုပါညှန်းစင်တာတွေလုပ်နေတဲ့အချိန်မှာပဲအလို့သမားတအုပ်ကပြုတ်ကျပြီးသေသွားတယ်လို့သိရပါတယ်အဲ့ဒီလိုအလို့သမားတအုပ်ပြုတ်ကျပြီးသေသွားတဲ့ဖြစ်စဉ်ကိုလည်းမင်းအွန်လိုင်းလာမှာဖြစ်တဲ့အတွက်ဆိုပြီးစစ်တပ်နဲ့ဘကိုးတိုင်းအုပ်ချုပ်ရေးအဖွဲ့ကသတင်းကိုအပြင်းမထွက်အောင်ဖုံးပိထားကြတယ်လို့ဘကိုးတိုင်းစစ်ကောင်စီနဲ့နှီးစက်တဲ့သတင်းရှင်းမြစ်ကရှင်းပြထားပါတယ်တစ်ဖက်မှာလည်း အဲ့ဒီဘကိုးကြိုက်ပညာရဇေဒီအတွက်မင်းအွန်လိုင်းကိုတိုင်ရေရချေထိတင်ဖို့လာမဲ့ခရီးစဉ်ကြောင့်လုံခြုံရေးတွေတင်းကျပ်ထားပြီး drone ဖြတ်ဆက်နဲ့ drone ပစ်ချတဲ့လက်နက်တွေကိုတိုးမြင့်တက်ဆင်နေကြတယ်လို့ဘကိုးတိုင်စစ်ကောင်စီနဲ့နှိစက်တဲ့သတင်းရင်းမြစ်ကပြောထားပါတယ်ခင်ဗျဒီတစ်ခါမန္တလေးတိုင်းဘက်မှာတော့မြင်းကျန်မြို့နယ်မှာအကြမ်းဖက်စစ်တပ်စစ်ကြောင်းကိုတော်လန်ရေးတပ်ပေါင်းစုတွေကနေ drone နဲ့ဘုံးသီးတွေဇက်တိုက်ကျဲချတိုက်ခိုက်ရမှာ စစ်ကောင်စီတပ်သား၄ဦးသေသွားပြန်တယ်လို့မြင်းညံခိုင်အမှတ်၁တရင်ရဲ့တာဝန်ရှိသူတူဦးကရန်ကုန်ခေတ်တိကိုပြောပါတယ်မက်ရှလာတရက်နေ့ကမြင်းညံမြို့နယ်ညောင်မင်းရွာဘက်ကိုစစ်ကြောင်းထိုးလာတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကိုတော်လန်ရစ်တပေါင်းစုတွေကနေ drone နဲ့ဘုံးဒီတွေဇက်တိုက်ကျဲချတိုက်ခတ်ခဲ့တယ်ဆိုပါတယ်အဲ့ဒီလိုတိုက်ခိုက်မှုအတွင်းစစ်ကောင်စီတပ်သား၄ဦးဟာဘုံးဒီတွေဂျမ်းမာပဲအသေးသေးသေကုန်ကြတဲ့အပြင်ဒဏ်ရာရတဲ့သူတွေပါရှိသွားတယ်လို့ မြင်းညံခိုင်အမှတ်1တက်ရင်းရဲ့တာဝန်ရှိသူတူကပြောထားပါလိမ့်ခင်ဗျာအခုတခါစကိုင်းတိုင်းဘက်မှာတော့ကဏီမြို့နယ်မှာအကြမ်းဖက်စကောင်စီတပ်ကလေကြောင်းကနေပစ်ခတ်တိုက်ခိုက်မှုကြောင့်ရဲသားပြည်သူတူဦးသေဆုံးသွားတဲ့အပြင်15ဦးဝင်းကျင်ဒဏ်ရာရထားတယ်လို့ဒေသခံပြည်သူတွေကရန်ကုန်ခေတ်တက်ကိုပြောပါတယ်မက်လ9ရက်နေ့ညပိုင်းကနေမက်လ6ရက်နေ့ညပိုင်းအထိကဏီမြို့နယ်မြောက်ချမ်းကတောင်ကိုလုံး မိချောင်းတွင်းနဲ့ကင်းအထက်ကြေးရွာတွေကိုအကျန်းဖတ်စစ်တပ်ကတိုက်လီရင်နဲ့ဘုံကျဲတိုက်ခတ်ခဲ့တယ်ဆိုပါလေအဲ့ဒီလိုအကျန်းဖတ်စစ်တပ်ကရသားပြည်သူတွေကိုပြစ်မှတ်ထားတိုက်ခိုက်မှုတွေကြောင့်လက်ရှိမှာခလေးငယ်တွေအမျိုးသမီးတွေတက်ကြီးရွယ်အိုတွေအပါအဝင်အရသားပြည်သူ15ဦးဝင်းကျင်ဟာဒဏ်ရာတွေရထားပြီးပြည်သူတအုပ်လဲတေဆုံးသွားရတယ်လို့ကဏီမြို့နယ်ဒေသခံပြည်သူတအုပ်ကပြောထားပါလေခင်ဗျ ဟုတ်ကဲ့ဒါကတော့ရန်ကုန်ခေတ်သစ်ကနေဒီကနေ့နေ့လည်ကင်းသတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုပေးခဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်နားငယ်ပါ